ဒီနေ့ကျွန်တော်ကအဲငါးကြီးစီပေါ့နော်ငါးကြီးစီအကြောင်းကိုစွန်းစွန်းလင်းလင်းလေးပြောပြမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့လိုဆိုတော့ပေါ့နော်ကျွန်တော်တို့စီးပေါ့စီးတစ်လုံးမဲတောက်ရမယ်တစ်ခုလုံးလဲထိရောက်မယ်ဆိုတော့ပုံစံမျိုးတောက်ရမယ်လို့ရွေးရမယ်ဆိုရင်အဲစီးသာစီးစီးတောက်မယ်ဆိုတစ်လုံးသာတောက်ရမယ်ပြီးတော့တစ်ခုလုံးတွက်တာကျမ်းမာဖို့အတွက်တစ်စီးတစ်လုံးမဲတောက်ရမယ်ဆိုရင်တော့ငါးကြီးစီကိုရွေးမိမှာဘာကြောင့်လဲဆိုတော့ငါးကြီးစီက တုံးမှာပါတဲ့ဒီကောင်းကျိုးတွေကခန္ဓာကိုယ်တစ်ခုလုံးအတွက်ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ငါးကြီးစီရသောက်တဲ့အချိန်ကျရွေးချယ်ရမယ့်ဟာလေးတွေလည်းအများကြီးရှိတယ်ဆိုတော့ဒီဗီဒီယိုလေးမှာပြပြမှာဖြစ်ပါတယ်အဲ့လိုဆိုတော့အဲအလွယ်ကူဆုံးပြောမယ်ဆိုဘာကြောင့်ငါးကြီးစီသောက်ရလဲဆိုတော့ငါးကြီးစီမှာပါတဲ့ဓာတ်ကကျွန်တော်တို့ခန္ဓာကိုယ်မထုတ်နိုင်တဲ့အတွက်ကြောင့်ငါးတွေမှာပဲရှိတဲ့အတွက်ကြောင့်ငါးကြီးစီကိုမိဝဲရတာဖြစ်ပါတယ်အဲ့လိုဆိုတော့ ကျွန်တော်တို့ဒီငါးချင်းစီကဘယ်လောက်ထိတောင် popular ဖြစ်လဲဆိုတော့ကျွန်တော်ဟိုအရင်ခေတ်ခရေကသူကဟို very popular ဖြစ်တဲ့ supplement တစ်မျိုးဖြစ်တဲ့ဘယ်ကနေရလဲဆိုတော့ quali fish ပေါ့နော်စီမြားတဲ့ငါးတွေရရတယ်ပေါ့နော်အဲ့လိုဆိုတော့အဓိကဘာပါလဲဆို omega 3ပေါ့နော်အဓိကမင်းသားကတော့ omega 3ဖြစ်တယ်ဘာလဲ omega 3ဆိုတာ polyunsaturated fat အဲ့ဒီ polyunsaturated fat တွေကကျွန်တော်တို့ခန္ဓာကိုယ်ကမထုတ်နိုင်တဲ့ fat အမျိုးအစားတွေဖြစ်တယ်။အဲ့လိုဆိုတော့အဓိကကျွန်တော် fish oil မှာအဓိက အလွတ်လွတ်နေတဲ့ compound က EPA နဲ့ DHA ဆိုတဲ့ compound နှစ်မျိုးကပဲကျွန်တော်တို့အဓိကအလွတ်လွတ်နေတာခန္ဓာကိုယ်အတွက်အကျိုးပြုနေတဲ့ active ingredient နှစ်မျိုးဖြစ်ပါတယ်။အဲ့လိုဆိုတော့ကျွန်တော် EPA ဆိုတာကဘာလဲဆိုတော့ဒီခန္ဓာကိုယ်ရောင်ရမ်းမှုကိုကာကွယ်ပေးတယ်တိုက်ခိုက်ပေးတဲ့ဂုဏ်သတ္တိရှိတယ်။ အင်္ဂလိပ်လိုပြောမယ်ဆို anti inflammatory property လို့ခေါ်တယ်အဲ့လိုဆိုတော့သူကကျွန်တော်ခန္ဓာကိုယ်အခုခေတ်ယောဂတွေတော်တော်များများရောင်ရမ်းခြင်းတွေအနေဖြစ်လာတယ်ဘာကြောင့်လဲဆိုကျွန်တော်အခုခေတ်မှာစားတဲ့အစာတောက်တွေကအကျမအေးနဲ့မညီညွတ်တော့လုံးဝလုံးဝမညီညွတ်တော့တဲ့အတွက်ကြောင့်အပြင်းစားမှန်သမျှကခန္ဓာကိုယ်ရောင်ရမ်းနိုင်ပါတယ်။ဂျုံနဲ့ပတ်သက်တဲ့အစာအစာမှန်သမျှဒီလိုမျိုး high process highly processed food တွေ ultra processed food တော်တော်များများကခန္ဓာကိုယ်ရောင်ရမ်းနိုင်ပါတယ်။ အဲ့လိုဆိုတော့အဲ့ဒါကိုကာဝယ်တဲ့အနေနဲ့ဒီလို EBA ကအဓိကကာဝယ်ပေးတာဖြစ်ပါတယ်။ဒီအခြေကြတော့သူကဘာလဲဆိုတော့ brain development နေ function တွေအတွက်ကိုအဓိကအလုံးလုံးဆောင်ပေးရဖြစ်ပါတယ်။အထူးသဖြင့်ကလေးတွေမွေးကင်းစကလေးတွေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကလေးနှုတ်မုတ်နေခုနပြောတဲ့ကလေးမွေးကင်းစကလေး formula နှုတ်မုတ်ဒီမှာဆို DHA ပါဝင်တာကိုမိတ်ဆွေတို့ဟိုသူတို့ရဲ့ label တွေမှာလည်း DHA ကိုအကျယ်အသုံးအရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အဲနောက်တစ်ခုကကြောက်အဲ့ဒါတွေမကောက်တော့ဘာလဲဆိုတော့ brain cell membrane စီပေါ့နော်ကျွန်တော်အုံနောက် cell စီရဲ့အမေးပါလေးတွေကိုအတွက်လည်းအသုံးဝင်တယ်ပြီးတော့ကျွန်တော်မျက်လုံးမှာရှိတဲ့ retina အတွက်လည်းအသုံးဝင်တာကိုတွေ့ရပါတယ်နောက်တစ်ခု compound တစ်ခုကဘာလဲဆိုတော့ ALA ပေါ့နော် alpha linoleic acid ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီ omega 3 fatty acid အမျိုးအစားဖြစ်တယ်ပမာပါလဲဆိုတော့အသီးရွက်တွေမှာပါတတ်ပါတယ် walnuts တို့ flax seed တို့ပေါ့နော်အဲ့လိုမျိုးဟာတွေမှာပါတယ် အဲ့လိုဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်က ALA ကို EPA ရော DHA ရောအဖြစ်သို့ပြောင်းလဲလို့ရတယ်ဒါပေမဲ့အဲ့ဒါကမထီရောက်ဘူးလုံးလုံးလောက်လောက်မပြောင်းလဲနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီလိုမျိုးခုန Fish oil တွေ Omega 3 supplement တွေအဲတောက်သုံးရတာဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်ကငါးကြီးစီတောင်းရင် benefits တွေကကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးအတွက်ကောင်းတယ်လို့ပြောရင်လည်းမှန်ပါဘူးပထမဦးဆုံးကအသီးသာထင်ရှားဆုံးအချက်ကနှလုံးကျန်းမာရေးအတွက်တိတိတသားကောင်းပါတယ်အဲ့လိုဆိုတော့ ကျွန်တော် lower triglyceride ပေါ့နော် triglyceride level လေးကျသွားတယ်အဲ့လိုဆိုတော့ဒီလို triglyceride level လေးကျအောင်ကျွန်တော်ဒီငါးကြီးစီကလုတ်ပေးနိုင်တယ်အဲ့လိုဆိုတော့ triglyceride level ရော့သွားရင်ကျွန်တော်တို့နှလုံးရောဂါဖြစ်နိုင်ကြီးတိတိတတရော့သွားမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့သွေးပေါင်အရင်တက်တဲ့လူတွေမှာဆိုလဲသွေးပေါင်ကျတဲ့ property ရှိပါတယ်တိတိတတအရင်မဟုတ်ပေမဲ့အတိုင်းအတာတစ်ခုအထိ high blood pressure ကို short ချပေးနိုင်ပါတယ်ကျွန်တော်တို့ဒီ fish oil ကပေါ့နော် ဲ့လိုဆိုတော့အရန်ဆိုးရွားစေနိုင်တဲ့ခုနလည်းပဲနှလုံးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုလည်းကျွန်တော်တို့ဒီလိုမျိုး fish oil တောက်ထားခြင်းအပြင်လည်းဟိုအတိုင်းအတာတစ်ခုထိကာကွယ်နိုင်ပါတယ်ဘလိုမျိုးဟာရလဲဆိုတော့ heart attack ဖြစ်တာပေါ့နော်နှလုံးရောဂါဖြစ်တာတို့လေဖြတ်တာတို့နှလုံးခုန်မမှန်တာတို့ဆိုရင်လည်းငါးကြီးစီရအဲငါးကြီးစီရအရန်တင်တော်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီသွေးခင်းစီရဲ့ cells တွေကတ်တာကိုလည်း သူကကောက်ွယ်ပေးတယ်ပေါ့ဥပမာဖြင့်သွေးခဲစေတဲ့ဒီ platelets ပေါ့ cells တွေပေါ့နော်သွေးခဲသွေးခဲစေတဲ့ cells တွေပေါ့နော် platelet တွေကခန္ဓာကိုယ်မှာစုပေါင်းလာပြီဆိုရင်နှလုံးသွေးကြောပိတ်တာတွေဖြစ်တတ်တယ်ဒီလိုမျိုးငါးကြီးစီတောက်လာရင်သူကအဲ့လိုမျိုးသွေးကြောပိတ်စေတဲ့ cell တွေကိုသူကတိုက်ခိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့သွေးကြောပိတ်တာနှလုံးသွေးကြောပိတ်တာတွေအုံနောက်မှာသွေးကြောပိတ်ပြီးတော့လေဖြတ်တာတွေကိုကာကွယ်ပေးနိုင်ပါတယ် နောက်တစ်ခုကကြတော့ကျွန်တော်ပုံမှန်ပြောခဲ့သလိုပဲကျွန်တော်အခုခေတ်ကာလအစားအသောက်တွေရောင်ရမ်းမှုတွေပေးတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ရောင်ရမ်းမှုတွေကိုကာကွယ်ပေးနိုင်တာငါးကြီးစီကကာကွယ်ပေးနိုင်ပါတယ်။နာတာရှည်ယောဂတော်များများကလည်းရောင်ရမ်းခြင်းနဲ့ပတ်သက်နေပါတယ်။နောက်တစ်ခုကကြတော့လေးဘက်နာလို့ခေါ်တယ်။ Rheumatoid arthritis ပေါ့နော်။ RA ကလည်းဒီလိုမျိုး RA သမားတွေဆိုရင်လည်းဒီငါးကြီးစီတောက်ခြင်းအပြင်လည်းကျွန်တော်တို့တိတိတသာတသာလာနိုင်တဲ့အစ်အမြင့်နာတာတွေမနဲ့အစောကြီးထားတဲ့အချိန်မှာ join နေတောင်းတာတင်းတာအယိုးအစ်စ်တွေတောင်းတာတင်းတာတွေကလည်းငါကြီးစီကိုတောက်ပြီဆိုတာနဲ့တိတိတသားရောကြလာမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ asthma သမားတွေပေါ့နော်အသက်ရှူကျက်တဲ့ယောဂအမျိုးအစားတစ်မျိုးပေါ့နော် asthma ဖြစ်တဲ့လူတွေဆိုရင် omega 3ကရောင်ရမ်းခြင်းကိုတတ်တာရဲ့အတွက်ကြောင့်ဒီ asthma ရဲ့ symptom တွေကိုလည်းတိတိတသားရောကြစေနိုင်ပါတယ်။နောက်တစ်ခုကလေးတွေမှာဆိုရင်ကျွန်တော်တို့က brain နေ cognitive function ဆိုတာသူတို့ရဲ့ဒီ မှန်ဉာဏ်နေဟိုမှတ်နိုင်စွမ်းနေအာယုံဆိုင်မှုတွေအဲသူတို့ရဲ့ဟို problem solving skills တွေပိုကောင်းလာတယ်ကလေးတွေမှာဆိုရင်ပေါ့နော်ဒီလိုမျိုး fish ကလေးတွေတောက်လို့ရတဲ့ fish oil တွေတောက်ပြီဆိုတာ ਨੇ ကလေးတွေကလေးတွေတောက်လို့ရတဲ့ dosage ကိုတောက်ပြီဆိုတာ ਨੇ သူတို့ရဲ့ဒီလိုမျိုး function တွေ cognitive function တွေ memory တွေပိုကောင်းလာတယ်ဆိုတာကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ omega 3ကစိတ်ကျန်းမာရေးအတွက်လည်းအများကြီးအထောက်အပံ့ပြုကြတယ်။ဘယ်လိုမျိုးဟာတွေမှာလဲဆိုတော့ စိတ်တက်ကြတဲ့ယောဂ anxiety တို့ depression ပေါ့နော် depression တို့ anxiety anxiety ဆိုတာကတော့ဟိုမဖြစ်သေးတဲ့ကိစ္စကိုကြိုပြီးတွေးပြီးစိတ်ပူတဲ့ဟာကို anxiety လို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးဟာတွေမှာဆိုရင်လေကျွန်တော်တို့ငါးကြီးစီကအလွန်အလွန်ကိုတန်ဖိုးရှိတယ်အကျိုးလည်းရှိပါတယ်တောက်သုံးသင့်ပါတယ်အဲအဲ့လိုဆိုတော့ ADHD ဆိုတော့ယောဂမှာလည်းအခုခစ်ပေါ်ပေါ့ခစ်မှာအရင်ခစ်စားနေ ADHD ယောဂမှာဆိုရင်လေငါးကြီးစီကအဲ တော်တော်လေးထိရောက်တယ်လို့ research တွေမှာပြောထားပါတယ်။အော်ကျွန်တော်ပြန်ပြောရမယ်ဒီကျွန်တော်ဒီ video ကလည်းကျွန်တော်တရား research လုပ်ထားတာ sorry ကျွန်တော်တရားစာရွက်စာရွက်စာရမ်းတွေတရားစုပြီးတော့စာစီထားတဲ့ video လေးဖြစ်ပါတယ်။ကျွန်တော်ဒီတိုင်းဟိုဟို chat gpt ကိုပါတော့ ਨੇ ကျွန်တော်ပြောတဲ့ video မဟုတ်ဘူးဆိုတော့မိတ်ဆွေတို့အပန်းမကြည့်ရင် like and subscribe လေးလုပ်ပေးဖို့အကြံပြုချင်ပါတယ်။နောက်ကမျက်လုံးအတွက်ဆိုရင်သူကဘာကောင်းလဲဆိုတော့မျက်ကြည်လွန်ပေါ့နော် retina အတွက်လည်းတည်တည်တတ်တာဟိုဟိုသူ့အတွက် ဟို benefit ဖြစ်တယ်ပေါ့နော်ပြီးတော့မျက်လုံးအကောင်းစေလာနိုင်တယ်နောက်တစ်ခါကျတော့မျက်စိကွယ်တာကိုလည်းတားနိုင်တဲ့ property ရှိရပေါ့နော်အဲ့လိုဆိုတော့မျိုးရိုးနဲ့ပတ်သက်တဲ့မျက်စိရောဂါတွေတော့မပြောက်ပေမဲ့လည်းဟိုမလူလားအပ်ပဲနဲ့ခုနလိုမျိုးမျက်စိကွယ်ခြင်းတွေမျက်စိနဲ့ပတ်သက်တဲ့မျက်ကြည်လွာထိခိုက်ခြင်းတွေကိုကျွန်တော်ငါးကြည့်တောက်ခြင်းအဖြစ်လဲတည်တည်တသာကာကွယ်နိုင်ပါတယ်။အရေပြားနဲ့ပတ်သက်ရင်ကြတော့ကျွန်တော်အရေပြားကိုဟို6တွေ့သွား6တွေ့မသွားအောင်သူက ူရဲ့အရေးပြားရင်ဆိုထိုင်းမှုကိုထိမ့်ပေးထားနိုင်ပါတယ်ငါးကြီးစီရအဲ့လိုဆိုတော့ကျွန်တော်တို့ခန္ဓာအရေးပြားယောဂတွေ6သွေးပြီးဖြစ်လာနိုင်တဲ့အရေးပြားယောဂတွေမဖြစ်တော့ဘောနော်အဲ့လိုမျိုးဘယ်လိုမျိုးယောဂတွေကဝဲလဲဆိုတော့ dermatitis တို့ psoriasis တို့နော်ဒီလိုမျိုးကျွန်တော်ခုဘေးမှာပုံမပြထားတဲ့အရေးပြားယောဂတွေကဝဲနိုင်ပါတယ်နောက်တစ်ခုကကျတော့ကိုဝန်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအကျိုးရှိလဲဆိုရင် omega 3ကကလေး development အတွက်ကိုအရန်ကို အသုံးဝင်ပါတယ်။ခလေးမွေးခင်အချိန်ရောခလေးမွေးပြီးသားလို့ခလေးနိုးတိုက်တဲ့အချိန်မှာလည်းမိခင်ကအဲ့လိုမျိုး supplement တွေကိုဆက်ပြီးတောက်တင်ပါတယ်။ဒါမှသာလျင်ကိုနိုးတိုက်တဲ့ခလေးကိုမွေးတော့မယ့်ခလေးရဲ့အုံနောက်တွေမျက်လုံးတွေကပိုပြီးဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ပြီးတော့နောက်ပိုင်းသူဖြစ်မဲ့ယောဂတွေကိုလည်းတားပြီးတော့ဖြစ်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ကျွန်တော်တို့အသေးနဲ့ပတ်သက်တဲ့ benefits ပေါ့နော်အသည်းနဲ့ပတ်သက်တဲ့ benefits ကကြတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိအသည်းရဲ့ function liver function တွေကိုပိုပြီးတော့ကောင်းလာနိုင်ပါတယ်ဥပမာမျိုးကိုက alcohol တောက်တဲ့လူဖြစ်ဖြစ်မတောက်တဲ့လူဖြစ်ဖြစ်ကျွန်တော် alcohol တောက်မှ liver ပျက်စီးတာလည်းမဟုတ်ဘူးပေါ့ဆိုကျွန်တော်အစာတောက်တီခုခေတ်အစာတောက်တီကြောင့်လည်းကျွန်တော် liver ကိုထိခိုက်နိုင်ပါတယ်အဲ့လိုဆိုတော့အိုအသေးမှာအစီစုပုံနာကိုလည်းသူကရှော့ချပေးနိုင်မှာ။ဘာကြောင့် triglyceride level တွေလည်းရှော့ချပေးတဲ့အတွက်ကြောင့်ပေါ့နော်။ အဲ့လိုလုပ်ခြင်းအဖြစ်လဲ non alcoholic fatty liver disease uh, fatty liver disease ကိုလဲသူကအကောက်ွယ်ပေးနိုင်ပါတယ်အရက်မတောက်ပဲနဲ့ဖြစ်လာနိုင်တယ်အသေးအစီဖုံးတဲ့ယောဂါတွေမှာလဲငါးကြီးစီကအလွန်တရာအသုံးဝင်ပါတယ်ဒါဆိုရင်နောက်တစ်ခုကကျွန်တော်ပြောရမလဲဆိုတော့ dosage ပေါ့နော်ဘယ်လောက်တောက်အောင်လဲဆိုတော့ဒီမှာ research တွေမှာပြောထားတဲ့ဟာတွေကိုကျွန်တော်ပြောပြအောင်မယ်အဲ့လိုဆိုတော့ဟို general guidelines ကဘယ်လိုပြောထားလဲဆိုတော့ နှလုံးကျန်းမာရေးအတွက်ပေါ့နှလုံးရောဂါရှိတဲ့လူတွေအတွက်ဆိုရင်ဘယ်လောက်တောက်မလဲဆိုတော့ EPA နဲ့ DHA ကိုတရက်ကို1000 mg တောက်လို့ရတယ်လို့ပြောထားတယ်။ Triglyceride များတယ်ဆိုရင်ကျွန်တော်တို့က2000အနေ4000 mg အထိတောက်လို့ရတယ်။ဒါကတော့ဆရာဝန်ညွှန်ကြားချက်နဲ့ပဲတောက်လို့ရမှာဖြစ်ပါတယ်။စိတ်ဓာတ်ကျတဲ့ယောဂါတွေမဖြစ်သေးတာကိုတွေးတဲ့ anxiety ဖြစ်တဲ့လူတွေမှာဆိုရင် အဲ200ကနေ2200မီလီဂရမ်တောက်လို့ရပါတယ်ဒါပေမဲ့2000ကျော်သွားပြီဆိုရင်တော့ဟိုဖြစ်နိုင်ရင်တော့ဆေးရောင်ဝင်တဲ့တေချာတိုင်းမှာကိုယ့်ရဲ့တခြားယောဂအခန်းတွေရှိမယ်ဆိုရင်တော့ဟိုဆေးရောင်ဝင်ချင်းချင်းပြီးလို့ရအောင်ပေါ့နော်ကိုဝင်တယ်ဆိုရင်ဒို့ဒို့မဟုတ် no time meeting ဆိုရင်200မီလီဂရမ်ကလုံလောက်ပါတယ် maximum safe dose ပေါ့နော်ကျွန်တော်တို့ဒီစိတ်ချရတဲ့ ိုအသက် ND ရဲ့မပေးနိုင်တဲ့ပမာဏကဘယ်လောက်လဲဆိုတော့တရက်ကို3000 mg မကျော်ဘူးဆိုရင် ND ရဲ့မရှိပါဘူး Europe မှာဆိုရင် European Food Safety Authority မှာဆိုရင်9000 mg အထိတောင်ပြောထားပါတယ်ဒါပေမဲ့အဲ့လောက်ကြီးကြတော့လည်းမလိုပါဘူးလူကနေ9ဖြစ်တော့နောက်တော့ပါเนาะမလိုဆိုတော့ကျွန်တော်တို့ ဒီအစာဒီဆေးကိုဘယ်ချိန်တောက်အောင်မလဲလို့မေးမယ်ဆိုရင် အစာနဲ့တွဲပြီးတောက်ဖို့လိုအပ်ပါတယ်အစာနဲ့တွဲပြီးတောက်လို့ပြောရဲဆိုတာကထမင်းထဲမှာနေပြီးစားခိုင်းတာမဟုတ်ဘူးထမင်းစားပြီးရင်ချက်ချင်းတောက်ခိုင်းတာဖြစ်ပါတယ်အဲ့လိုဆိုတော့အဲအစာနဲ့တွဲပြီးတောက်တော့စိုးရိမ်မှုအားပိုကောင်းတယ်အဲ့လိုဆိုတော့တကယ်လို့ကိုတောက်အောင်ပဲပမာဏကများတယ်2000ကျော်ကျော်လောက်တောက်အောင်မယ်ဆိုရင်တရက်ကို2ချိန်3ချိန်ခွဲတောက်လို့ရပါတယ်သူ့ရဲ့ side effect က ဟိုအရန်ဆူဆူရွရွရတော့မရှိဘူးငားကြီးစီဖြစ်တဲ့အတွက်ကြောင့်လေကျင်တက်တဲ့အချိန်ကျရင်ငားညင်နဲ့လေအနှဲငယ်ရတတ်ပါတယ်တချို့လူတွေမှာရင်ပြည့်ရင်ကဲခေါင်းမူးမူးရာဝေးရာဖြစ်တတ်ပါတယ်ဝမ်းလျှော့တချို့တွေမှာဆိုလေဝမ်းလျှော့တတ်ပါတယ်ဒါတချို့ပေါ့နော်လူတိုင်းမဖြစ်ဘူးတော်တော်နေပါတယ်နောက်တစ်ခါကျတော့ ကတွင်အနှံ့အသက်မကောင်းတာရှိတယ်ပြီးတော့အစာအိမ်ကမချီဖြတ်နိုင်တဲ့ကြောင့် heart burn ဖြစ်ပြီးတော့ရင်ဘက်မှာနည်းနည်းပူဆက်ပူလောင်ပြီးအောင့်နေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့လိုဆိုတော့ bleeding risk ရှိတယ်သူကကျွန်တော် platelet တွေကိုတိုက်ခိုက်တဲ့ platelet တွေကိုဖျက်ဆီးရတဲ့အတွက်ကြောင့်သွေးကျဲသွားတဲ့ effect လည်းဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကသွေးကျဲဆီးတောက်ထားတဲ့လူတွေမှာဆိုသွေးကပူကျဲသွားနိုင်တယ်အဲ့ဒါကြောင့်ကိုကသွေးကျဲဆီးတောက်နေရတဲ့ဆိုရင်ဆေးရောင်ဝင်တဲ့တေချာတိုင်းပြီးမှငါးကျစီတောက်လို့ရမှာဖြစ်ပါတယ်ကိုကကိုဘလိုင်းမတောက်ပါနဲ့ နောက်တစ်ခါကျတော့ cod liver oil ဆိုရင် vitamin A toxicity ရှိတယ်အဲ့လိုဆိုတော့ cod liver oil vitamin A content ကများတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဆိုလိုအပ်တာထက်ပိုပြီးတောက်လိုက်ရင် အသေးကိုထိခိုက်နိုင်တယ်စပင်ကျွတ်တာတွေဖြစ်လာနိုင်တယ်အဲ့လိုဆိုတော့ဟိုလူမင်း no time ခင်နေဆိုပိုသိထားရတယ်ဘာကြောင့်လဲဆိုတော့ဒီဟိုအဲကိုဒီ no time ရမော်ဆိုကိုဝန်တယ်ဆိုရင်ကလေးကိုသွားထိခိုက်နိုင်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုဆိုမတောက်တင်ဘူးပေါ့ တချို့တွေကြတော့ကိုကဟိုငါးကြီးစီ quality မကောင်းတဲ့ငါးကြီးစီတောင်းမိသွားတယ်ဆိုရင်အထဲမှာအဆိပ်တောက်တွေဖြစ်တယ် mercury တွေအဲ PCB တွေအဲ dioxin တွေပေါ့နော်ဒီလိုမျိုးမကောင်းတဲ့ဟိုတက်တက်ဟိုတက်တူတွေဒီ minerals တွေ compounds တွေပေါ့နော်အဲ့လိုမျိုးဟာတွေပါတယ်ပေါ့နော်အဲ့ဆို quality ကောင်းတဲ့ငါးကြီးစီတွေကို တုံးတာပုတ်ကောင်းတယ်ဈေးကြီးဈေးတချို့ကဈေးရမ်းကြီးတယ်ငှားကြီးစီရမှာလေအဲ့လိုဆိုတော့ဟိုကျွန်တော်တုံးတဲ့ brand လေးကိုလည်းကျွန်တော်ပေးမှပြပြမယ်ကျွန်တော်ကကြိုက်တာ Alaska Alaskan Cod Liver Oil ပေါ့နော်ကျွန်တော်အဲ့ဒါလေးတောက်တယ်ဈေးတော့နည်းနည်းကြီးရယ်ဟိုဒါမဲ့လေကိုယ်ခန္ဓာကိုယ်အတွက်ပဲဆိုရင်တော့အသုံးပြုဖို့လိုအပ်မယ်လို့ထင်ပါတယ်အဲ့လိုဆိုတော့အဲ့ဒါလေးတော့ quality high quality တောင်းပါပြီးတော့ အဲကျွန်တော်တုံးတဲ့အိတ်ဟာကျတော့ Alaskan Cod Liver Oil က third party tested ပေါ့အဲ့ third party tested for purity ဆိုတာအရင်အရေးကြီးတယ်ဟိုတချို့တွေက company တွေကဒါထုတ်နေတာဒါပေမဲ့တချို့အဲ့ company တွေကိုဒါစစ်ဆေးတာမရှိဘူး company အသေးသေးကစစ်တာကျွန်တော်တို့ကကိုယ့်ရဲ့အဲ့ result တွေကိုတို့ကကြိုက်တယ်လို့ပြောင်းလို့ရတယ် third party testing ကျတော့သူကအဲ့ company ကိုတခြားစိတ်ချရတဲ့ဟို reputation တခုရှိတဲ့အဲ့လို testing company တွေရှိတယ် ကျွန်တော်တို့ဟိုလိုမျိုး protein တွေကိုစစ်တယ်လို့မျိုးပဲဒီလိုမျိုး drugs တွေလည်း third party testing လုပ်ထားတဲ့ဟာ through your certificate ရထားရဲဆိုရင်ဘယ်လိုပြောမလဲစိတ်ချရတယ်ဆိုတော့ဟာပေါ့အဲ့လိုအဲ့လိုမျိုး certificate ပေးတဲ့ company တွေကလည်းနှစ်စဉ်သူတို့ရဲ့သူတို့ရဲ့စက်ရုံတွေမှာ inspection အမြဲဝင်နေအမြဲသူတို့က up to date လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်တနေ့နဲ့တနေ့ထုတ်လိုက်တဲ့ batch တိုင်းကိုတို့ကစစ်ဆေးတာဖြစ်ပါတယ်။အဲလိုဆိုတော့ third party testing လုပ်ထားပြီးသား third party testing အောင်ထားပြီးသား အခုလို့ငါးကြီးစီတွေတောက်တာဘာဆေးမဖြစ်ပါငါးကြီးစီရဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့နော်ကိုကအဲ့လိုအောင်ထားတဲ့ဆေးတောက်တာကိုခန္ဓာကိုအတွက်ပိုစိတ်ချရပါတယ်ဒါတော့ကျွန်တော်လမ်းကြုံလို့ဘဟုတုတာပေါ့နော်အဲ့လိုဆိုတော့အာ ဟိုငါးကြီးစီကဟိုပြက်လွယ်တယ်ဗောနော် ပြက်လွယ်တဲ့အတွက်ကြောင့်ငါးကြီးစီကိုတော်တော်များများတချို့ဘူးတွေကကျတော့ဘူးအမဲအောင်တို့ပလင်းငါးကြီးစီအရည်တို့ပါဆိုပလင်းကအမဲအောင်တို့အစိမ်းရင်အောင်တို့အဲ့လိုမျိုးတွေလည်းလာတယ်ဗောဆိုတော့အလင်းအောင်နဲ့ထိတွေ့ွားတာတို့ပေါင်းဝင်ကျင်တဲ့ထိတွေ့ရင်တော့ oxidize ဖြစ်သွားတယ် oxidation ဖြစ်သွားတယ်အဲ့လိုဆိုတော့ပြက်သွားတယ်ဗောနော် rancid ဖြစ်သွားတယ်အဲ့လိုဆိုတော့အဲ့လိုဖြစ်သွားရင်အနံ့အသက်မကောင်းတော့ပြီးတော့ခန္ဓာကိုယ်အတွက်လည်း harmful ဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အိမ်မှာတော့ငါးကြီးစီကတော့ရေခဲတက်တာတယ်ထည့်ထားပါတယ် အပြင်တော့မထုတ်တာပေါ့ဆိုအပြင်ကမီးအလင်းရောင်နေပါတယ်နဲ့ဆိုရင်ဟိုသူ့ရဲ့အလွယ်တကူပျက်စီးသွားတဲ့အတွက်ကြောင့်မိတ်ဆွေတို့လည်းအိမ်မှာရေခဲသက်တာထည့်ထားဖို့အကြံပြုချင်ပါတယ်နောက်တစ်ခုကကြတော့တခြားအဖုံးလုံအောင်ပိတ်ထားဖို့လည်းလိုအပ်ပါတယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့မတည့်ဘူးတချို့တွေကဒီငါးကြီးစီနဲ့မတည့်ရင် allergic reaction ဖြစ်တတ်ပါတယ်ပေါ့နော်ဒါပေမဲ့တော်တော်လေးရှားတယ်နော်အဲအဲ့လိုဆိုတော့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တော်တော်ရှည်သွားပြီပေါ့နော်16မိနစ်လောက်ဖြစ်သွားပြီ ဲ့လိုဆိုတော့ဟိုတခြားမေးချင်တဲ့မေးခွန်းရှိရင်လည်းဟို comment မှာမေးလို့ရတယ်ပြီးတော့မိတ်ဆွေတို့တောက်တဲ့ကျွန်တော်စိတ်ဝင်စားမိတ်ဆွေတို့ဘာ brand ငါကြီးစီတောက်နေလဲဆိုတဲ့ဟာလေးကို comment မှာအပန်းမကြည့်ရေးခဲ့ပေးပါအဲ့လိုဆိုတော့ဗီဒီယိုအဆုံးထိကြည့်ပြီးရဲ့အဲအတွက်အကျေးဇူးများတင်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်ဒီတခြားမိတ်ဆွေသိကျင်တဲ့ဟာလေးအကြောင်းလေးရှင်လဲ comment မှာရေးခဲ့ပါအဲ့လိုဆိုတော့ဟိုကျွန်တော်ဟိုအဖြစ်အခါအားလျော်စွာအဲ့လိုမျိုးဟိုတချို့ဆေးကြောင်းလေးသိကျင်တယ်ဆိုကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့ဖြည့်ပေးပါမယ် ဲဆိုတော့ဗီဒီယိုလေးရမယ့်ဆိုတော့အကျိုးရှိမယ်လို့